မင်္ဂလာပါကလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကတော့အမြဲတမ်းရှေ့ဆက်သွားပါတခါတော့ငါတိတ်ဆိတ်ငြိမ်သက်တဲ့တတော်ကြီးတစ်ခုမှချစ်စရာကောင်းတဲ့ငှက်ကလေးတစ်ကောင်နေထိုင်တဲ့သူမှတောက်ပါတဲ့အမွေးတောင်လေးနဲ့ချစ်နာတတ်တဲ့စိတ်နှလုံးရှိတာပေါ့ ဒါပေမဲ့တော့မှထူးဆန်းတဲ့အလေ့ကျင့်တစ်ခုရှိတယ်။သူဟာနေတိုင်းမြင်သမျှကြားသမျှခံစားရသမျှတွေကိုကြောက်စရစ်ခဲလေးတဲ့ပုံမှာရေးမှတ်ထားတတ်တယ်။ပြောစရာကောင်းတဲ့အရာဖြစ်ဖြစ်နာကျင်စရာကောင်းတဲ့အရာဖြစ်ဖြစ်ဘယ်အရာကိုမဆိုမှတ်သားထားသင့်တယ်လို့သူကယုံကြည်တယ်။ပြရှင်ဖွယ်အမတရားတွေက ပြုံးပြောင်းရွှင်စေတာကြောင့်အမြဲတမ်းသတိရနေဖို့အတွက်ရေမှတ်သိမီ မကောင်းတဲ့အရာတွေကိုတော့နှလုံးသားထဲမှာမထားဘဲရေမှတ်ပြီးလွှတ်ချတဲ့နယ်လို့သူထင်ပါတယ်ဒါကြောင့်နေ့တိုင်းကြောက်စရစ်ခဲအစ်တတခုကို ကောက်ယူသူနှုတ်သီးနဲ့သူ့အတွေ့တွေကို အပေါ်မှာရေးပြီးသူပြန်တန်းတဲ့နေရာတိုင်းမှာတည်ဆောင်သွားတာပေါ့ သူပြန်တန်းတဲ့နေရာတိုင်းမှာအဝတ်အိတ်လေးတွေထည့်ပြီးတည်သွားလေးရှိတယ်။အစပိုင်းမှာတော့ဒီလောက်ရက်ဟာအရန်ကိုလှပတဲ့လောက်ရက်အရန်ကိုလှပတဲ့ခန်းစားချက်တစ်ခုဖြစ်နေခဲ့တာပေါ့။သူဟာအမတ်တရတွေကိုစူဆောင်းရတာနှစ်တန်းပြီးဒါတွေကသူ့နာကက်အတွက် အထောက်အကူဖြစ်မယ်လို့ယုံကြည်နေခဲ့တယ်။ သူကျော်ပေါ်မှာလွေထားတဲ့အဝိအိတ်ကလေးဟာလဲသူ့ဘဝရဲ့အခိုက်အတန့်တွေနဲ့ပြည့်နှက်နေတဲ့သူ့ရဲ့ဗန္နာတခုဖြစ်လာခဲ့တာပေါ့ဗန္နာဆိုတာတမိုးရှိတဲ့အရာလေဒါပေမဲ့နေ့နေကြလာတာနဲ့အမြသူ့ရဲ့အိတ်ကလေးဟာပို့ပို့ပြီးလေးလာတော့တယ် ကြောက်ခဲလေးတွေများလာတဲ့နဲ့အမြအလေးချိန်နေတိုးလာပြီးတဖြည်းဖြည်းနဲ့သူ့အတောင်ပံနေကိုပါထိခိုက်လာတာပေါ့ဒါကြောင့်သူ့ရဲ့ပြန်တန်းနှုံးကလည်းနှိကွေးလာပြီးအရှင်လိုမြင်းမြင်းမပြတ်နိုင်တော့တာကိုငှက်ကလေးကသတိမထားမိပဲကျောက်စစ်ခဲလေးကိုသာဆက်ပြီးစုဆောင်နေခဲ့တာပေါ့ မှာတော့သူကအတွေ့ကြုံရှိတဲ့စီခွက်ကြီးတကောင်နဲ့တွေ့ပါတယ်စီခွက်ကြီးကနှစ်ကလေးရေဘာကြောင့်ကြော်ပေါ်မှာဒီအဝိအိတ်ကိုလွဲပြီးတင်နေရတာလဲစီခွက်ကြီးကဒီလိုမေးတော့ငှက်ကလေးကပြောမိတာကျမဘဝကိုတည်ထားတာပါ ဒီထဲမှာကျမဘွားရဲ့ပျော်ရွှင်စရာနာကျင်စရာသင်ငန်းစာတိုင်းမှာပဲရှင်စီဝတ်ကြီးကမြမောင်ကျုပ်ပြီးဒါဆိုမင်းကအခုလက်ရှိအချိန်မှာရောနေရဲ့လားဒါမှမဟုတ်မနေ့ကအရာတွေကိုကြောပေါ်တင်းမီပြန်နေတာလားဒီလိုမင်းတော့ က်ကလေးဟာဇီးကွက်ကြီးရဲ့အမေစကားကိုနားမလဲတာကြောင့်အပြင်ပေးပဲအဝေးတနေရာကိုပြန်ထွက်သွားခဲ့ပါတယ်။အချိန်တွေကြာလာတော့သူ့အိတ်ကအပြည့်ဖြစ်လာပြီးကျောက်စနစ်ခဲတွေက သူ့ရဲ့အဝတ်အိတ်ကလေးကနေထွက်ကြလာတာပေါ့။မြေကြီးပေါ်ကနေပြင်တက်ဖို့တောင်သူခက်ခဲနေပါပြီ။ အတောင်လေးဟာအဝတ်အိတ်ကလေးရဲ့အလေးတန်းကြောင့်နာကျင်နေပြီ။အင်းအားတွေလည်းကုန်ကင်သွားခဲ့ပါပြီ။မုံရွာတဲ့ညနေခင်းတစ်ခုမှာဘေးကင်းစွာပြန်တန်းဖို့ကြိုးစားနေတဲ့အချိန်သူ့မြေပြင်ပေါ်ကိုအရှိန်နဲ့ကျဆင်းသွားခဲ့တယ်။သူပိုင်ဆိုင်တဲ့အမတရာ၆စိတ်ခဲတွေရဲ့အလေးချိန်ဟာ သူ့ရဲ့နုနယ်တဲ့ခနာကိုကိုဖိမိပြီးမျက်ကလေးဟာအဆုံးတမလားစွာနဲ့ကြည်မွားသွားခဲ့ပါတော့တယ်ကွယ်သူအသက်ရှင်မှုအထောက်ကူပြုမယ်လို့ယူဆထားခဲ့တဲ့သူအတွက်အမှတ်တရတွေကပဲသူ့ရဲ့အသက်ကိုနှုတ်ယူသွားခဲ့တာပေါ့အဲ့ဒီညမှာပဲဇီကွက်ကြီးကသူ့ကိုထက်ပြီးလာတွေ့တယ် ူဟာလဲကျနေတဲ့ငှက်ကလေးကိုကြည့်ရင်အမတ်တရတွေကလမ်းပြဖို့သာရည်ရွယ်တာမင်းကိုနောက်ပြန်ဆွဲဖို့မဟုတ်ဘူးစီကွက်ကြီးဟာဒီလိုဝမ်းနေစွာနဲ့တတိုးလေးပြောလိုက်တာပေါ့ကွယ်ငါကလေးဟာအရာအားလုံးကိုတည်ဆောင်မှုကြိုးစားရင်ဘဝကိုရှင်သန်မှုမေ့သွားခဲ့တာပေါ့ တခါတလေငှက်ကလေးလိုပဲအမတ်တရားတွေကိုစုဆောင်းမိပြီးအကောင်နဲ့အဆိုးကို အမြဲတမ်းတွေးနေတတ်ကြပါတယ်အကယ်၍အတိတ်တွေကို နေ့တိုင်းသိဆောင်ထားမဲ့ဆိုရင်စိတ်အတွင်းထဲမှာတေချာပေါက်ပင်မလာပါလိမ့်မယ်ဒါအပြင် အမြဲတမ်းအတိတ်မှာပဲနေထိုင်တာကြောင့်ဒီနေ့ကိုမခံစားနိုင်တော့တဲ့အပြင် အနာကက်စီကိုပြန်တန်းဖို့လည်းမတက်နိုင်တော့ပါဘူးခလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ပုံမြင်တဲ့အငှက်ကလေးလိုပဲလူတော်တော်များများဟာအတည့်ရဲ့နာကျင်မှုတွေပျော်ရွှင်မှုတွေကို အချိန်အကြာကြီးတည်ဆောင်ထားတတ်ကြပါတယ်ဒါပေမဲ့တကယ်ဘဝဆိုတာလှချတတ်ဖို့ပါပဲ။ ဖြစ်ပြီးသွားတဲ့အရာတွေကိုထင်ပြောင်းလို့မရပါဘူး။ဒါပေမဲ့လက်ရှိအချိန်ကိုတော့လှပအောင်ဖန်တီးနိုင်ပါတယ်ကွယ်။ဒါကြောင့်ခွလွတ်ပါမေ့ပြစ်လိုက်ပါရှစ်ဆက်သွားပါအသက်တွေကိုအတွေ့အကြုံရယူပါအသက်တွေစီကိုခြေလှမ်းလှမ်းပါပေါ့ပါတဲ့နှလုံးသားနဲ့နေထိုင်ပါ ကျေးဇူးတင်တတ်ပါတီးခင်ပါအမြဲတမ်းရှစ်ဆက်သွားပါဒီနေ့တော့ဒီလောက်ပါပဲเนาะ